ဆိုတော့ဟိုပွင့်လင်းပြောရရင်ဟိုသမီးစားနှစ်ယောက်လမ်းခွဲတဲ့ဟာမျိုးမှာကဟိုနှစ်ဦးနှစ်ဖက်လမ်းခွဲအေးစစ်စစ်နဲ့လမ်းခွဲခဲ့ကြတာကြီးပဲလေနော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်ကတွဲခဲ့တဲ့အချိန်မှာတော့လည်းအာသူနဲ့ပတ်သက်ပြီးတော့ဟော့ရင်ရင်ကြီးကျွန်တော်ဘာမှလုပ်ခဲ့တာလည်းမရှိဘူးခုလုံးလုပ်ခဲ့တဲ့ຢာမျိုးလည်းမရှိဘူးအဲ့တော့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကဖြစ်တဲ့ကိစ္စကိုသူရောကျွန်တော်ကာယကရှင်နှစ်ယောက်လုံးအေးစစ်စစ်နေပြီးဂါမှာအခုမှဂျားရဲရလူတွေကအဲ့လိုမျိုးအလကားနေ blind ထပြီးတော့ကျွန်တော်ထပ်ထပြောနေရကြတော့ဒါကျွန်တော်တို့ ဟိုတုံးလေးကမကတော့ဆိုတော့အဲ့နဲ့ဟိုဘလုံးမသိမခံနိုင်တော့အခြေအနေမို့လို့အဲ့လိုမျိုးလေးနည်းပောက်ကွက်ထပ်သွားတယ်ဟုတ်တယ်ကျွန်တော်နဲ့ဒီစုံတယောက်နဲ့ကျွန်တော်ပတ်သက်ခဲ့တယ်ပတ်သက်ခဲ့တဲ့ခါမှာသူ့ရန်နာမည်ကြီးတယ်အဲ့လိုဟာမှာအခုလည်းဘာမှမဆိုင်တော့တဲ့ခန္ဓာမှာဒါကျွန်တော်ဘာသာကျွန်တော်ကျွန်တော်တက်တော့မှကျွန်တော်ကြိုက်တာတင်ဝင်ရှိရလေဆိုတော့ဒါမဲ့သူနဲ့ပတ်သက်နေရမဟုတ်ဘူးကျွန်တော်ကကျွန်တော်တင်တယ်ဆိုတော့ကျွန်တော်တယောက်တည်းဟာဒီမှာလဲကျွန်တော်ကိုအဲ့လို blind ပေါ့နော်ဟိုကျွန်တော်ဘက်ကပဲတဖက်သက်ဖြစ်ခဲ့တာလို့လို့နာမည်ကြီးကျင်တာမို့လို့ကျွန်တော်ကသူနဲ့ပတ်သက်ပြီးခရုံးလို့တလို့လို့ဘာလို့လို့အဲ့လိုမျိုးစကားတွေမြင်တော့ဒါတိတ်အဆင်မပြေဘူးလေနော်အဲပို့ရင်ပြောရရင်ငါဟို အများကြီးကွာအများကြီးဆိုတာကိုရီကိုလူသိတယ်ဆိုတာကဟိုနည်းနည်းပါတိမလက်တဆုပ်စာလောက်ပဲရှိတာလေဆိုတော့အဲတဖက်လူကြတော့တော်များလည်းသိနေဖြစ်တဲ့အတွက်ကိုကိုကအဲ့လိုမျိုးကြီးပြောလိုက်ရင်တိတ်ခါတွေအများကြီးပါသွားမယ်ဆိုတော့ လိုတိုးတိတ်လေးပဲကျွန်တော်တို့နေခဲ့တယ်အဲ့တော့ဟိုပေါ်ပေါ်တင်းတင်းတွဲတာမဟုတ်တဲ့အတွက်ကျွန်တော်နာသူတချို့သိရယ်အဲ့သူနာတစုံတစ်ခုတော့လူလူလူတချို့သိရယ်ပေါ့နော်တော့အလောက်နဲ့ပဲနေခဲ့တာလေအဲကျွန်တော်သာသူ့ကိုဟာဖြစ်ပြီးတော့နာမည်ကြီးကြီးခုလုံးလုတ်ခြင်းဖြင့်ဒီလိုမျိုးကြားထဲမှာဟိုဒုလောဒုလောထွက်နေတဲ့ဟာတွေမှာကျွန်တော်လှုပ်ရှားလို့ရတဲ့ဟာတွေအများကြီးရှိနေပါပဲတော့ကိုယ့်ဘာသာကိုအေးဆေးလေးနေတယ်သူနဲ့ပတ်သက်ပြီးတော့လည်းပွဲမရှာဘူးဒီလိုပဲနေတယ် အဲ့ဒါကိုအဲ့လိုကြီးအခုကျတော့လာလာပြောနေရကြတော့တိတ်အဆင်မပြေတော့ဘူးနော်သူကဟိုကျွန်တော်တို့ဒါအခုရုပ်ရှင်မကြည့်ခင်နေတာပိုစတာကြည့်အောင်လည်းကျွန်တော်ရမ်းစိတ်ဝင်စားစရာကောင်းတဲ့ဇလံလေးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ဟိုလာရောက်ကြည့်ရှိဖြစ်တာပါဟုတ်ဦးစုံဝင်လက်ခံရတဲ့ဇက်အဖွဲ့ရလေမကောင်းဆုံးကအသွင်ပြောင်းပြီးတော့လူတွေပါဆွဲရမှာဒါအောင်ပြောနေတာဒီဘောင်ရောက်ကြတဲ့အဆင်မပြေတာဟမ်ညကလည်းငေါ့အကောင်လိုက်ပြီးတရေချောက်တယ်အော်ဟော်ရာဆန်ဆန်ဆိုတော့ဟိုပါဘောနော်ဟော်ရာဆန်ဆန်ဆိုတော့တော်တော်များများလဲစိတ်ဝင်စားကြတာဘောနော်ဆိုတော့ အဲအဲ့ဒါကြောင့်ပါဟုတ်အဲစိတ်ဝင်စားတယ်ဟိုလို့ရှိရင်ကြည်အောင်မှာကျွန်တော်တို့ horror ဆန်းဆန်းကိုရွေးကြည့်ပြတာများတယ်ဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ဟုတ်ဟုတ်အော်အဲကျွန်တော်တို့ဟာလေးကတော့နည်းနည်းတော့အဲဒီဒီကျွန်တော်တို့နည်းနည်း horror နည်းနည်းဆန်တဲ့ဟာလေးကနည်းနည်းတော့ယုံတယ်မှုတော့နည်းတော့စောင့်အောင်ပေါ့နော်ဟုတ်ဒီဆုံးရာဒီနောက်ကိုစက်မြောက်လမ်းဆက်သွားလိုက်ကြရော်ရော်တွေ့လေကျွန်တော်ဒီတရောကျွေးမှာလုံလာတာအနည်းငယ်ရှိကြီးကြဒီမိုင်90အတွင်းမှာမရှိတော့ခံကြဘူး ဆိုတော့ဟိုပွင့်လင်းပြောရရင်ဟိုတမကြီးသားနှစ်ယောက်လမ်းခွဲတဲ့ဟာမျိုးမှာကဟိုနှစ်ဦးနှစ်ဖက်လမ်းခွဲအေးဆစ်ဆစ်နဲ့လမ်းခွဲခဲ့ကြတာကြီးပဲလေနော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်ကတွဲခဲ့တဲ့အချိန်မှာတော့လည်းအာသူနဲ့ပတ်သက်ပြီးတော့ဟော့ဟော့ရင်ရင်ကြီးကျွန်တော်ဘာမှလုပ်ခဲ့တာလည်းမရှိဘူးခုလုံးလုပ်ခဲ့တဲ့အရာမျိုးလည်းမရှိဘူးအဲ့တော့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကဖြစ်တဲ့ကိစ္စကိုသူရောကျွန်တော်ကာယကရှင်နှစ်ယောက်လုံးအေးဆစ်ဆစ်နေပြီးဂါမှာအခုမှဂျားရဲရလူတွေကအဲ့လိုမျိုးအလကားနေဘလိုင်းထပြီးတော့ကျွန်တော်ထပ်ထပြောနေရကြတော့ဒါကျွန်တော်တို့ ဟိုတုံးလေးကမကတော့ဆိုတော့အဲ့နဲ့ဟိုဘလုံးမသိမခံနိုင်တော့အခြေအနေမို့လို့အဲ့လိုမျိုးလေးနည်းနည်းပောက်ကွဲထွက်သွားတာဟုတ်တယ်ကျွန်တော်နဲ့ဒီစုံတယောက်နဲ့ကျွန်တော်ပတ်သက်ခဲ့တယ်ပတ်သက်ခဲ့တဲ့ခါမှာသူ့ရမ်းနာမည်ကြီးတယ်အဲ့လိုဟာမှာအခုလည်းဘာမှမဆိုင်တော့တဲ့ဂန္ဓာမှာဒါကျွန်တော်ပတ်သက်ကျွန်တော်ကျွန်တော်တက်တော့မှာကျွန်တော်ကြိုက်တာတင်ခွင့်ရှိတယ်လေဆိုတော့ဒါမဲ့သူနဲ့ပတ်သက်နေရမဟုတ်ဘူးကျွန်တော်ပတ်သက်ကျွန်တော်တင်တယ်ဆိုတော့ကျွန်တော်တယောက်တည်းဟာဒီမှာလဲကျွန်တော်ကိုအဲ့လို blind ပေါ့နော်ဟိုကျွန်တော်ဘက်ကပဲတဖက်တက်ဖြစ်ခဲ့တာလို့လို့နာမည်ကြီးကျင်တာမို့လို့ကျွန်တော်ကသူနဲ့ပတ်သက်ပြီးခရုံးလို့တလို့လို့ဘာလို့လို့အဲ့လိုမျိုးစကားတွေမြင်တော့ဒါတိတ်အဆင်မပြေဘူးလေနော်အဲပို့ရင်ပြောရရင်ငါဟိုအများကြီးကွာအများကြီးဆိုတာကိုရီကိုလူသိတယ်ဆိုတာကဟိုနည်းနည်းပါသိရမလားလက်တဆုပ်စာလောက်ပဲရှိတာလေဆိုတော့အဲတဖက်လူကြတော့တော်များလည်းသိနေဖြစ်တဲ့အတွက်ကိုကိုကအဲ့လိုမျိုးကြီးပြောလိုက်ရင်တိတ်ခါတွေအများကြီးပါသွားမယ်ဆိုတော့ တူတူတိတ်လေးပဲကျွန်တော်တို့နေခဲ့တယ်အဲ့တော့ဟိုပေါ်ပေါ်တင်းတင်းတွဲတာမဟုတ်တဲ့အတွက်ကျွန်တော်နာသူတချို့သိရဲ့အဲ့သူနာတစုံတစ်ခုတော့လူလူလူတချို့သိရဲ့ပေါ့နော်ဆိုတော့အလောက်နဲ့ပဲနေခဲ့တာလေဆိုတော့ကျွန်တော်သာသူ့ကိုဟိုဖြစ်ပြီးတော့နာမည်ကြီးချင်းခလုံးလုတ်ချင်းဖြစ်ဒီလိုမျိုးကြားထဲမှာဟိုဒိုလောဒိုလောထွက်နေတဲ့ဟာတွေမှာကျွန်တော်လှုပ်ရှားလို့ရတဲ့ဟာတွေအများကြီးရှိနေပါပဲဆိုတော့ကိုယ့်ဘာသာကိုအေးဆေးလေးနေတယ်သူနဲ့ပတ်သက်ပြီးတော့လည်းပွဲမရှာဘူးဒီလိုပဲနေတယ် ဲ့ဒါကိုအဲ့လိုကြီးအခုကျတော့လာလာပြောနေရကြတော့တိတ်အဆင်မပြေတော့ဘူးလေနော်။ပြောနေရတဲ့ဘောတချို့ကျတော့လဲသိရမလား။ဟိုကျွန်တော်ပဲတစ်ဖက်သက်ဘောဝါသိရမလား။တစ်ဖက်သက်ကျွန်တော်ကနာမည်ကြီးကျင်လို့အတူလို့သူ့လို့ပြောပါတယ်ဆိုရဟာမျိုးကြီးလေ။ဒါကဖျားသိရကာယကရှင်နှစ်ယောက်သိတယ်။ကျွန်တော်နာမနေခဲ့တဲ့အဲယူနီဆုံးလူတွေသိတယ်။အဲ့လောက်ပါပဲဟုတ်။ဟိုဘွင့်လင်းပြောရမယ်ဆိုရင်ဟိုအစိုးရကြီးကလည်းကျွန်တော်ဒီ LGBT community မှာကကျွန်တော်ကိုလည်းလူဟိုတည်တင်း တိဟိုတိထိုက်တလောက်တော့ဟိုတိကြတယ်အများကြီးမဟုတ်တအောင်မှာကျွန်တော်တိထိုက်တလောက်တိကြတယ်အဲ့လိုမျိုးဟာမှာဒါသူနဲ့ပတ်သက်ပြီးတော့မှာကျွန်တော်ဆိုလည်းတချို့ဆိုပြောရဲကွာသူနဲ့ပတ်သက်ပြီးတော့မှာရုပ်ရှင်တွေရိုက်ရတာလားရူဘာရူဆိုတာကကျွန်တော်ပထမဆုံးရိုက်ခူးရဲ့ပုတ်ကလဆိုင်ဇက်ကသူနဲ့ကိစ္စမတိုင်ခင်ကတည်းကအစိုးရပြောထားပြီးသားဟာဖြစ်နေရအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီဟာကသူနဲ့ဇလန်းပြီးတော့မှာရိုက်ဖြစ်တဲ့ခါကျတော့လူတွေရဲ့အမြင်မှာအဲ့လိုလေအဲတမျိုးထင်တာပေါ့နော်ဆိုတော့အခုချိန်မှာက ။ तू လည်းဘာမှမပြောအေးစေပဲကျွန်တော်လည်းဘာမှမပြောဘူး။ तू လည်းသူကသူအေးချမ်းချမ်းနေတယ်ကျွန်တော်လည်းအေးချမ်းချမ်းနေတယ်။အတ္တကိုကြားရဲရဘာဖြစ်ချင်နေမှမသိရလူဘူးစုကရှင်းရှင်းပြောအခုလက်ရှိမှာကကျွန်တော်ရဲ့ relationship မှာကဒါစိတ်နောက်ရှက်ဖြစ်စရာရောရှိရလေနော်အဲ့လိုမျိုးကြီးခဏခဏမြင်နေရကြုံတော့လေလေဟုတ်အဲအဲ့လိုမျိုးကြီးလေကျွန်တော်အဲကျွန်တော်အဲ့တော့ကျွန်တော်အဲ့လိုကြီးလာမန်းညသေးရဆိုတော့ခြူတယ်လို့ပြောရအောင်ကျွန်တော်တမိဤစားခန္ဓာမှာတမိဤစားခန္ဓာမှာ နှစ်ယောက်ချစ်လို့ကြိုက်လို့အာဒါလက်ဆောင်ပကသနာကျွန်တော်တို့ပေးတာမျိုးလေးကြီးကျွန်တော်တို့ရှိမယ် အဲသူတို့ပေးတယ်ကျွန်တော်တို့ပေးတယ်အဲအဲ့လိုမျိုးခန္ဓာရှိတယ်အဲ့ဒါဟိုကျွန်တော်လည်းဘသူဘဝရဲ့မှဟိုထားပူးသမျှရေးစားရည်ထဲမှာဘသူဘဝနဲ့ပတ်သက်လို့မှကျွန်တော်ကတိုက်ကြီးသလုံးပိုင်သွားလည်းကျွန်တော်မရှိဘူးကျွန်တော်ကားကြီးကားကြီးတစ်စီးပိုင်သွားလည်းမရှိဘူးအနောက်ဆုံးဖုန်းလေးသလုံးပိုင်ရတာမှကျွန်တော်ရှိတာမဟုတ်ဘူးလေရှင်းရှင်းပြောရင်အကောင်လုံးကကိုယ့်ဘာသာကိုပဲစ조사ပြီးတော့ကိုယ့်စီးပွားရေးနဲ့ကိုယ့်ဘာသာကိုအလုံးလုံးခဲ့ရတာအကြီးပဲအဲ့ဒါကိုအဲ့လိုမျိုးရေးလာလာပြောနေရဆိုတော့ကျွန်တော်ယူထားတာရှင်တက်သေးလာပြ အဲ့ဒီမန့်နေကဘလို့မှမခံစားနိုင်တော့တခါလဲမဟုတ်တော့နှစ်ခါလဲမဟုတ်တော့ဆိုတော့လူတွေကပြောလို့ရရင်ပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်ဆက်ပြီးသီးမခံနိုင်တော့လို့ကျွန်တော်ကရေးလိုက်တာသူတို့ကလည်းဟိုဘောကတော့ဘလို့ပြောမလဲအဲ့ဒီစုံတယောက်နဲ့ပတ်သက်ခဲ့တဲ့အချိန်မှာသူတို့ကလည်းကျွန်တော်မသိဘူးအဲ့ချိန်တော့အနားမှာရှိနေလူကြားအခြားသူတွေဆိုတော့ဗောနော်အဲ့တော့အခုမှဒီဟာကိုအပေါ်ယံလောက်ပဲသိပြီးတော့အတွင်းကြကြမသိတဲ့ခန္ဓာမှာကျွန်တော်အများကြီးဝေဖန်လို့မရဘူးလူတယောက်ကိုအပေါ်ယံကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူး သူတို့လည်းကျွန်တော်နဲ့အပြင်မှာသိတာလည်းမဟုတ်ဘူးခင်တာလည်းမဟုတ်ဘူးဆိုတော့ဟိုအပေါ်ရန်လေးကြားရုံလောင်းတယ်ကျွန်တော်တိတ်ခါကိုချတဲ့အရာကြတော့နည်းနည်းများသွားပြီဆိုတော့တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ဘူးဆိုတော့နောက်ဆုံးမှာကျွန်တော်ဘလုံးမသိမခံနိုင်လို့တော့ကျွန်တော်ပောက်ကွဲထွက်သွားတာပါဟုတ်ဟိုအစောကြီးကအစောကြီးကလည်းဝင်လင်းပြောရရင်ဟိုအာငါကနာမည်ကြီးတဲ့လူနဲ့တွဲမယ်ဆိုတဲ့ယူရချက်မျိုးရှိမနေဘူးအဲရှိမနေဖြစ်တဲ့အတွက်အဲတယောက်နဲ့တယောက်သဘောကျလို့ကြိုက်သွားတယ်တွဲကြတယ်အဲ့လိုကဏ္ဍပဲရှိခဲ့တာလေအားလုံးက အာငါကတော့နာမည်ကြီးရလို့ ਨੇ တွဲမယ်ဆိုလို့ဟိုလှုပ်လို့မရဘူးကွာဆိုတော့အခုခက်ကငါနာမည်ကြီးနေလို့ ਨੇ တွဲမှာငါနာမည်ကြီးမယ်ဆိုတော့ဟာမျိုးကြီးတထွက်ကြလဲအဲ့လိုမျိုးထင်ပါဘောနော်ခုနကကျွန်တော်ပြောခဲ့ပြောခဲ့တယ်လို့ပဲ LGBT community မှာကျွန်တော်ဟိုဟာလက်ဟိုတည်တင်းတလောက်ထိုက်တင်းတလောက်လူအများကြီးကျွန်တော်ပြောကြအောင်ထိုက်တင်းတလောက်ကျွန်တော်တိထားပြီးတော့ပြီအဲ့မဲ့သူနဲ့ပတ်သက်ပြီးတော့မှအဲ့လိုဖြစ်တယ်အဲ့လိုဖြစ်တယ်ကြီးဆိုတော့ဟာကြတော့ကျွန်တော်လည်းထပ်ပြီးတော့တိမခံနိုင်တော့ဘူးအဲ့တော့ အကယ်၍ကိုကလူတယောက်ကိုသဘောကျတယ်ဆိုရင်သူကသာသူနာမည်ပဲကြီးကြီးနာမည်ပဲမကြီးကြီးအဓိကဟိုကိုယ်စိတ်နဲ့ပဲကိုယ်ဆိုင်တယ်ပေါ့ဟုတ်ကျွန်တော်အခွင့်အရေးတစုံတရာကျွန်တော်ယူခဲ့ခြင်းကျွန်တော်မရှိဘူးဆိုတော့အဲ့ဒါကလည်းသူကရိုင်းလည်းသိရကျွန်တော်လည်းသိရဟုတ်တော့ဝင့်လင်းပြောရရင်ကွယ်ဟိုလူတယောက်နဲ့တယောက်နဲ့ဥမာတစ်သေးသမီးတယောက်နဲ့ကိုကသွားကြိုက်လိုက်ပြီပဲထားလူရဲ့အမြင်မှာဟာအာဒီအာဒီတစ်သေးသမီးရှိရတော့ဒီကောင်ကရနေမှာပဲဆိုတဲ့ဟာမျိုးကြီးအဲ့လိုမျိုးကြီးရှိတယ်လူတိုင်းကပတ်စံရှိပေမဲ့လည်း ပေးခြင်းကမ်းခြင်းစိတ်ကရှိုံမှဒါဥပမာအနေနဲ့ကျွန်တော်ပြောပြတာကျွန်တော်တို့နှစ်ယောက်တွေပတ်သက်မှုမှာကျွန်တော်တစုံတစ်ယောက်ပဲပတ်သက်မှုမှာပေါ့နော်ဆိုတော့အဲသွားတယ်လာတယ်အဲစားရတောက်တယ်အဲသူကျွေးလည်းရှိရဲကိုကျွေးလည်းရှိရဲအဲ့လိုလေးတော့ရှိရပါတော့ဟိုအဲပန်းစီလေးတွေပေးတာရှိတယ်အဲလက်ဆောင်လေးတွေပေးတာမျိုးရှိတယ်အဲ့လောက်ကဏ္ဍကလွဲလို့ជីជីမမမှာကျွန်တော်နှစ်ယောက်ရဲ့ပတ်သက်မှုမှာជីជីမမလည်းမရှိခဲ့သလိုကျွန်တော်လည်းသူ့ရှာជីជីမမအကူအညီဘာတစ်ခုမှကျွန်တော်မယူခဲ့ဘူး အဲ့တော့အခုချိန်ထိလည်းဒါလိပ်ပြလုံးတယ်အခုချိန်မှာအကျွန်တော်ကရုပ်ရှင်ရိုက်တာတွေ series ရိုက်တာတွေအကုန်လုံးကလည်းသူနဲ့ပတ်သက်တဲ့ဟာကျွန်တော်တခုမှယူခဲ့ခြင်းမဟုတ်ဘူးဟုတ်အဲအဲ့ဘော့အဲ့ဒီကဏ္ဍခဏပါပဲခဏပါပဲဆိုတာကဟိုလမ်းလမ်းခွဲတဲ့ဟာမျိုးမှာကအအမျိုးမျိုးရှိရလေနော်ဟိုဖောက်ပြန်လို့လမ်းခွဲတာမျိုးရှိရအဲစိတ်သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲတာမျိုးရှိရရှေ့ဆက်လို့မဖြစ်တဲ့အခြေအနေမျိုးလို့ရှိရဆိုတော့ကျွန်တော်တို့ကျွန်တော်တို့တွေကရှေ့ဆက်လို့မဖြစ်တဲ့အခြေအနေမျိုးလို့ ဒါတရားတရား A ဆစ်ဆစ်ပဲနေပြီးွားရေအဲ့တော့ကာကရှင်နှစ်ယောက်က A ဆစ်ဆစ်ဖြစ်နေပြီဟောင်းကျွန်တော်ဂျားတဲ့ကနေပြီးတော့ဝင်ဝင်ပြီးအဲ့လိုတွေပေါက်ပေါက်ဖောက်ပြီးတော့ကျွန်တော်တိတ်ခါတွေကြောက်အောင်လိုက်လိုက်ပြောနေရကြတော့ကျွန်တော်တို့ဘလို့မှအဆင်မပြေတော့ကာကရှင်နဲ့ကျွန်တော်လည်းဂျားမှာအာတရားတရားမုန်းတာတွေမရှိဘူးအခုအချိန်မှာတွေ့ရင်အာနေကောင်းလားကျမ်းမှာလားမေးလို့ရတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ရှိရယ်အဲ့ဒီဂျားတဲ့ကဟိုဘူးမသိကိုမသိနေတယ်သိရမလားဟိုထင်ရမြင်ရတွေစွပ်ပြောညနေခေါင်းရကျင်တာနဲ့စွပ်ပြောတဲ့ဟာတွေကဟိုပဲကျွန်တော်တီးတန့်ရေးတာ ကာယကရှင်ကိုကျွန်တော်ရေးခြင်းမဟုတ်ပါဘူးသူ့ကိုလည်းခုချိန်ထိကျွန်တော်မြေတားမပြတ်ပါဘူးပေါ့ဟုတ်ဒါဒီနေမွန်ရွာပေါ့နော်ဒါကိုထွန်းတို့ကိုထွန်းတို့ရဲ့ဒီဇကာကတော့ဟိုကျွန်တော်တို့ဒီအဲမပြခင်ကတည်းကပိုစတာနဲ့တည်းအရန်ဆွဲဆောင်မှုရှိပါတယ်အဲ့တော့အခုဒါကြည့်ယူရရင်လည်းကျွန်တော်တို့ပို့သိမှာပေါ့နော်ဆိုတော့အဲ့တော့လာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ရခင်ဗျာဟုတ်